Hello ချစ်တော်သူများအားလုံးပဲမင်္ဂလာပါရှင်ချစ်တော်သူများအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကျွန်မကမေလ18ရက်နေ့ကနေပြီးတော့မေလ23ရက်နေ့အတွင်းမှာနော်ဂျိုနီထားရဆောင်ရယ်ဆောင်ရယ်တွေကိုကျွန်မပြပြသွားမှာဖြစ်ပါတယ်ဒီကာလမှာတော့ကျမတို့မေလ တွင်းထဲမှာပေါ့နော်18ရက်နေ့ကနေပြီးတော့23ရက်နေ့အတွင်းထဲမှာเนาะကျမတို့ဂျူအပြောင်းလဲတွေရှိပါတယ်เนาะဒါအပြင်ကျမတို့မေလ19ရက်နေ့မှာလည်းเนาะဒနာသိတိနဲ့ဆန်းရှင်နဲ့ရက်ရှိပါတယ်အဲ့ဒါကြောင့်ဒီတစ်ပတ်အထဲမှာတော့ကောင်းတာရောဆိုးတာရောကြုံနိုင်ပါတယ်အဲ့တော့ကျမနေနဲ့ခုနှစ်သားသမီးတွေကိုဘေးရန်ကင်းပြီးတော့လက်ပွင့်စီဖို့အတွက်ဘလူးရေရီယာလုံနိုင်ကလေးဆိုတာကိုလည်းကျမကဒီကနေပြီးတော့ပြဝေပေးပါမယ်နော်။ ဒီကြာသပတိချူပေါ့နော်ဒီရက်ပိုင်းမှာကြာသပတိချူကမေလ14ရက်နေ့ဗုဒ္ဓဖူးနေ့ည7:33နာရီ33မိနစ်နဲ့47စက္ကန့်မှာမေထုံရာသီကိုပြောင်းပါတယ်နော်ပိတ္တရာသီကနေပြီးတော့မေထုံရာသီကိုပြောင်းတဲ့အတွက်လူတဲ့တတဝါတွေမှာဘေးအန္တရာယ်နဲ့ကြုံရတတ်တယ်ဒါပြင်နော်လေယာဉ်တို့ပျက်စီးတတ်တယ်မင်းနော်တိုင်းမျိုးအုပ်ချုပ်တဲ့မင်းတွေမှာပြင်းထန်တဲ့ နော်စစ်ခင်းချင်းကြုံရပြီးတော့မင်းနေပျက်စီးတတ်ပါတယ်ဒါတည်းတီလာရှိတဲ့လူတွေနော်ကိုတီလာရှိတဲ့တမာတိရှိတဲ့လူတွေလည်းကိုစိတ်နှပါဆင်းရဲတတ်တယ်ပေါ့နော်ဒါအခုကြာတပရီဂျူကလေအမြန်နှုံးနဲ့သွားနေတာဖြစ်တဲ့အတွက်ကျမတို့ကကြာတပရီဂျူ အပြောင်းလဲတာလေကျမတို့လူနဲ့တတ္တဝါတွေပေါ်မှာသိရောက်မှုရှိပါတယ်။ဒါကြောင့်ကျမတို့ဒီကာလမှာလည်း view design နဲ့နေထိုင်တဲ့ကာလဖြစ်ပါတယ်เนาะ။ဒါ့အပြင် Yahoo ချူကမေလ18ရက်နေ့မှာเนาะတင်းငုနေနေည7နာရီနဲ့50မိနစ်စက္ကန့်30စက္ကန့်မှာကုန်ရာသီကိုပြောင်းပါတယ်เนาะ။အဲ့လို ဟုတ်ဂျာသပတိ sorry ဂျာသပတိဂျူနဲ့ယာဟုဂျူတွေရဲ့အပြောင်းလဲကြောင့်ဒီမေလာထဲမှာကျမတို့ဘာတွေဂျုံနိုင်သလဲဆိုရင်နော်သဘာဝဘေးပေါ့နော်လေပြင်းမုန်တိုင်းတိုက်တာနော်နောက်တစ်ခုကကျမတို့လေပြင်းတာရေရှမ်းတာရေကြီးတာနော်မိုးနဲ့ပြောမယ်ဆိုရင်တော့မိုးနဲ့လေနဲ့ဒုက္ခပေးတာเนาะဒါမျိုးပြင်းမြေပြူတာတို့เนาะမြေငလင်တို့ဒါတွေလေကြုံနိုင်ပါလေเนาะဒါကကျမတို့ဂျူဒီရဲ့ အနေထားကြောင်းကြုံရတာပါเนาะအဲ့တော့မြန်မာတနိုင်ငံနဲ့ဓာမျိုးတွေကြုံနိုင်တာတော့မဟုတ်ပါဘူးဂျူရီရဲ့အနေထားဖြစ်တဲ့အတွက်เนาะတခြားနိုင်ငံတွေမှာလည်းကြုံရနိုင်ပါတယ်เนาะအဲ့တော့ဒီလိုမျိုးဂျူအနေထားဖြစ်တဲ့အတွက်ကျမတို့တခြားဘလို့တက်ရောက်မှုတွေရှိနိုင်ကြလဲဆိုလို့ရှိရင်အဲစီပေါ့နော်စာ3စီတို့နော်ဆက်ဆက်3စီတို့နော်အဲ့တော့စီနဲ့စီထွက်သီးနှံနေနော်စီအမျိုးမျိုးဈေးမြင့်ပါ เนาะဈေးမြင့်နိုင်ပါတယ်ပြီးရင်စေးဝါးပေါ့เนาะစေးဝါးတွေလေဈေးဝါးစေးဝါးတွေကဈေးွက်ထဲမှာပြတ်သွားတာတို့ဈေးမြင့်တာတို့ဒါမျိုးတွေကြုံနိုင်ပါတယ်เนาะဒါအပြင်အရေးကြီးတာတော့ဒီတစ်ပတ်ထဲမှာလူအများစုကျန်းမာရေးညံ့တတ်ပါတယ်เนาะဒီညဟူးဂျူပြောင်းတာ ਨੇ အဲကြာသပတေးဂျူအပြောင်းလဲ ရှိနေတဲ့ဒီကာလအတွင်းမှာလူတွေရဲ့ကျမ်းမာရေးအထူးမြတ်ပါမယ်။အဲဒါကြောင့်ကျမ်းမာရေးကိုဘီယူဆိုင်ပါเนาะဒါအပြင်လူအများမှာအမြင်မာတာတွေเนาะဆုံးဖြတ်ချက်မာတာတွေရွေးချယ်မှုမာတာတွေဒါမျိုးတွေကြုံရနိုင်ပါတယ်เนาะဒါရဟုတ်ကြဖြစ်ပါတယ်။အဲ့တော့တဘာဝဘေးဘေးရန်ပေါ့เนาะတဘာဝဘေးစစ်ဘေးပြီးရင်ကျမတို့ကျမ်းမာရေးကိုထိခိုက်စေတဲ့ယောဂဘေး ဒါမျိုးတွေဂျုံနိုင်တဲ့အတွက်ကျမတို့အားလုံးကရေယူဒီဇိုင်းနဲ့เนาะပြောဆိုနေထိုင်ကြတဲ့နဲ့ပြောဆိုနေထိုင်မှုတဲ့နဲ့ကာလာပဲဖြစ်ပါတယ်เนาะလက်ဝင့်ကံကောင်းစီနဲ့เนาะရရအစီရင်လုံနိုင်တဲ့ရက်လေဒီအပတ်ထွဲမှာရှိပါတယ်เนาะအဲ့တော့ကျမနေချင်းလိုက်ပေါ့เนาะတရချင်းစီအလိုက်ကျုံရမယ်အခါလေးတွေနဲ့เนาะဟိုကအခါလေးတွေကိုကျမပြောပြပြစီเนาะဂျုံနိုင်တဲ့အခါလေးတွေကို ပြောပြရစီအဲ့တော့မေလပေါ့เนาะကျမတို့မေလ18ရက်နေ့စနေနေ့ပေါ့เนาะမေလ18ရက်နေ့စနေနေ့မှာဆိုလို့ရှိရင်เนาะမာတင်ကယုတ်လို့ခေါ်တယ်မာတင်ကယုတ်နဲ့เนาะညနေ4:50အလိုမှာအင်မတန်ကိုပြင်းမှန်းဆင်းရဲစေတတ်တဲ့เนาะရက်ခတာယုတ်ရတဲ့နေ့ဖြစ်ပါတယ်အဲ့တော့ဒီမှာကောင်းတဲ့ယုတ်နဲ့ဆိုးတဲ့ယုတ်တစ်ခုတွဲပြီးတော့ရတဲ့နေ့ဖြစ်တဲ့အတွက်အကောင်းအဆို ရောထွေးနေတဲ့နေပါအဲ့တော့အဲ့ဒီကာလမှာကျမတို့ညနေ၄နာရီ50မတိုင်ခင်မှာတော့နော်ပြောမယ်ဆိုလို့ရှိရင်တော့အခါကအချိန်အခါကအစ်စ်အစ်စ်ကောင်းပါတယ်နော်အဲ့တော့၄နာရီ50မတိုင်ခင်မှာကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုတော့လှုပ်ဆောင်နိုင်ပါတယ်ဒါပေမဲ့လည်းအမောင်ကာလာကိုကျမတို့တစ်ချက်လောက်ကြည့်ပါမယ်နော်အမောင်ကာလာကတော့မနက်9:00နာရီကနေပြီးတော့မနက်10:00နာရီနဲ့30မိနစ်အတွင်းညနေ ၄နာရီ၅၀ရာနေပြီးတော့ည၇နာရီအတွင်းကတော့အချိန်ခါမကောင်းပါဘူးရှင်။အဲ့လိုအချိန်ခါမကောင်းတဲ့ကာလကိုတော့ကျမတို့ကကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေနော်ငွေကြေးကိစ္စတွေနော်အဲဒေတာရေရာလောက်တာတွေလောက်တော့လုံလို့ရပါမယ်เนาะအခြားအောင်မြင်စေလိုတဲ့ကိစ္စတွေအရေးကြီးတဲ့ကိစ္စတွေကိုတော့အမောင်ချိန်ကိုရှောင်ပြီးတော့လှုပ်ဆောင်ပေးပါလေ ကံပွင့်စေတဲ့အရာကတော့ပန်းရောင်အဖျော်ဖြစ်ပါတယ်เนาะပန်းရောင်အဖျော်ကတော့မေလ18ရက်နေ့အတွက်ကံပွင့်စေတဲ့အရာဖြစ်ပါတယ်အရက်မျက်နာကတော့အနောက်တောင်ရက်ဖြစ်ပါတယ်စိုးအနေနဲ့ကတ်မယ်ဆိုလို့ရှိရင်เนาะ جماعه ဒီကာလမှာเนาะစံပြုတ်ကိုကြကြာဖြူပြီးတော့လူတန်းပေးဖို့ جماعه မေတ္တာနဲ့တိုက်တွန်းပါတယ်ဘာကြောင့်လဲဆိုတော့ Yahoo เนาะအပြောင်းလဲရှိနေတဲ့အတွက်ဒီကာလမှာစံပြုတ်ကိုကြကြာဖြူပြီးတော့လူတန်းမှာအင်္ဂါဆုံးကတ်မယ်ပေါ့เนาะ ရုပ်ွားပူဇော်ရမယ်။ဂါရာအနေနဲ့ကတော့မြတ်တာတုတ်ရယ်ခန္ဓာတုတ်ရယ်ပုပ္ပနာတုတ်ရယ်နော်ပရိကြီးဆက်တုတ်တဲကအဲ့ဒီ၃တုတ်ကိုတော့ရွတ်ဖတ်ပူဇော်ဖို့အတွက်ကျွန်မမြတ်တာနဲ့တိုက်တွန်းပါတယ်နော်။ မေလ18ရက်နေ့တနင်္လာနေ့နေ့ကတော့ကျမတို့အခါကောင်းပါတယ်ဒါပေမဲ့လည်းအခါကောင်းတယ်ဆိုပေမဲ့လည်းเนาะကျမတို့ဘလို့ရုပ်တည်ရထားတယ်လဲဆိုတာတစ်ချက်ကြည့်မယ်เนาะအဲ့တော့အမတရုပ်နဲ့အမတရုပ်ဆိုတာကသူအချင်းမြညောက်စားခြင်းခံရတတ်တဲ့ရုပ်ပါเนาะအဲ့တော့အမတရုပ်ရထားတဲ့အတွက်ဒါကောင်းတယ်လို့ရည်ပူရပြောလို့ရပါတယ်ညနေ9:00နာရီနဲ့21မိနစ်အလွန်မှာတော့အတတ်ပညာတွေစုပ်ယုပ်စေတတ်တဲ့ကဒါရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะ အဲ့တော့ဒီမှာလေကောင်းတဲ့ရုပ်တစ်ခုနဲ့နော်ဆိုးတဲ့ရုပ်တစ်ခုပေါ့နော်ရုပ်နှစ်ခုရထားတယ်အဲ့တော့အကောင်အဆိုးရောထွေးနေတယ်လို့ပြောလို့ရပါတယ်နော်အမောင်ကာလာကတော့ညနေ၄နာရီခွဲရနေပြီးတော့ည၈နာရီနဲ့၉မိနစ်အတွင်းကတော့အချိန်ခါမကောင်းပါဘူးဒီကာလာကတော့အမောင်ကာလာလို့ပြောရပါမယ်အဲ့တော့ကံပွင့်လက်ပွင့်စီရဲ့အရာကတော့အပြာရောင်ပါနော်ကျမတို့အပြာရောင်ဝင်လို့ရပါတယ် ပြီးတော့ကျမတို့ကံပွင့်လက်ပွင့်စီတဲ့အရက်ကတော့တောင်အရက်ဖြစ်ပါတယ်။ဟုတ်ပြီ။ဒီလိုနေ့မှာကျမတို့တင်းငွေနေနေပေါ့နော်။ဘာလူတန်းနိုင်ကြလဲလို့ပြောရင် no ဆံပြုတ်လူတန်းလို့ရပါတယ်နော်။အဲ့တော့ကျမက no ဆံပြုတ်လူတန်းနိုင်ပါတယ်။ရုပ်ပွားပူဇော်ရမယ်နော်။ဒါဒါကတော့မေတ္တာသုတ်နော်။ကျမတို့မေတ္တာသုတ်ကိုဒီကာလတွေမှာမေတ္တာသုတ်ကိုဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့နော်။ကိုက ပူဇော်ဖို့ကျွန်မအထူးမေတ္တာနဲ့တိုက်တွန်းပါတယ်မေတ္တာသုတ်ပူဇော်ပါမယ်ဒါဒနာပရိတ်ကိုပူဇော်ပါမယ်ရှင်အဲ့တော့မေတ္တာသုတ်ကိုးကောင်းနဲ့ဒါဒနာပရိတ်တစ်ခေါက်ကိုပူဇော်ပါမယ်ရှင်မေလ19ရက်နေ့ပေါ့နော်မေလ19ရက်နေ့မှာတော့ကျွန်မတို့အလုံးစုံ PC အောင်မြင်စေတတ်တဲ့တိတ်တိယုတ်ရထားပြီးတော့ည ညနေပေါ့နော်9နာရီနဲ့12မိနစ်အလွန်မှာတော့ပြင့်တယ်ကောင်းမြတ်စေတဲ့သူပါရုပ်ရထားပါတယ်အဲ့တော့တနင်္လာနေ့မေလ16ရက်နေ့ဟာနေ့ကောင်းတစ်နေ့ဖြစ်ပါတယ်ကောင်းတဲ့ယုတ်နှစ်ခုစလုံးရထားတယ်နော်အလုံးစုံ PC အောင်မြင်စေတတ်တဲ့တိတိယုတ်ကလည်းအင်မတန်ကောင်းသလိုနော်ပြင့်တယ်ကောင်းမြတ်စေတဲ့သူပါရုပ်ကလည်းကောင်းတဲ့နေ့ဖြစ်ပါတယ်နော်အဲ့တော့ဒီလိုနေ့မှာကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့အတွက်ကောင်းပါတယ်နော်ခဏလေးပါ နာစီးရဲ့ဒီရပိုင်းမှာကျမဖြားထားတာသိမကြသေးတော့လीနာစီးတာကြံခဲ့တယ်နော် sorry ပါအဲ့တော့ဒီလိုနေ့မှာကျမတို့ကနော်တံပွင့်လက်ပွင့်စီရဲ့အရာကတော့ဘာយ៉ាងလဲဆိုရင်ကျမတို့ကအဖြူရောင်မှာနော်တနင်္လာနေ့မှာကျမတို့ကံပွင့်လက်ပွင့်စီရဲ့အရာကတော့အဖြူရောင်ဖြစ်ပါတယ်အရက်မျက်နှာနေ့အနေနဲ့ကတော့အရှိတောင်ရက်ဖြစ်ပါတယ်ဘလို့ဘုံတော်တွေကိုပူဇော်ပလဲဆိုလို့ရှိရင် ဂုံတော်ကွန်ချာနော်ဂုံတော်ကွန်ချာကိုကိုကပူဇော်ခြင်းအဖြစ်ကံပွင့်လက်ပွင့်စေတဲ့အပြင်ကျွန်မကတန်ဖိုးဒီကိုလည်း36ခါပူဇော်ပြီးတော့ကိုလိုချင်တဲ့စုတစုကိုတောင်းပါလို့ကျွန်မကမေတ္တာနဲ့အကြံပြုပါတယ်နော်ဒီညမှာကျွန်မတို့ကတန်ဖိုးဒီနော်တန်ဖိုးဒီကဒီနှစ်အတွက်ဆိုလို့ရှိရင်သိပြောတဲ့ကာရာဖြစ်ပါတယ်နော်တန်ဖိုးဒီကိုအဲ့တော့အများနဲ့ပူဇော်နေတယ်ဆိုလို့ရှိရင်လည်း မေလာ19ရက်နေ့မှာတော့36ခေါက်ပူဇော်ပါမေတ္တာတုတ်ကိုတော့6ခေါက်ပူဇော်ပါဂုံတော်ကွန်ချာကိုတော့6ခေါက်ပူဇော်မယ်ဆိုလို့ရှိရင်ဒီရက်ပိုင်းတွင်းမှာငွေကြီးနဲ့ပတ်သက်တဲ့ကံပူပြီးတော့ကောင်းလာပါမယ်နော်မေလာ20ရက်နေ့နော်အခုဒီမှာကျမထပ်ပြောပါအောင်မယ်နော်မေလာ19ရက်နေ့ကကျမတို့ပြောမယ်ဆိုရင်ဒနာတိတ်တိတဲ့ဆန်းရှင်နဲ့ နော်နေ့ဖြစ်ပါတယ်။ဘယ်အချိန်လဲလို့ပြောရင်မေလ19ရက်နေ့ညနေ9:00နာရီ12မိနစ်ကနေ ပြီးတော့မေလ20ရက်နေ့အင်္ဂါနေ့ညနေ6:00နာရီနဲ့38မိနစ်အတွင်းမှာနော်ဒနာတိတ်တိနဲ့ဆန်းရှင်နဲ့นี่ဖြစ်ပါတယ်เนาะအဲ့လိုနေမှာကျမတို့ကငွေကြေးဆိုင်ရာအစီအရင်တွေကိုစောင့်ရက်နိုင်ပါတယ်အဲ့တော့ဒနာတိတ်တိနဲ့ဆန်းရှင်တဲ့အတွက်ကျမတို့ကဒီလိုနေ့ဒီလိုအချိန်ပေါ့အချိန်ကကျမပြောပြပြီเนาะ မေလ19ရက်နေ့ညနေ9:12မိနစ်ကနေပြီးတော့မေလ20ရက်နေ့အင်္ဂါနေ့ညနေ4:38မိနစ်အတွင်းနော်ကို့အတွက်အစဉ်ပြေတဲ့အချိန်ကိုရွေးပြီးတော့ဒီအစီရင်ကိုလုပ်ပါနော်အဲ့တော့မလုပ်ရမလဲလို့ပြောရင်အဲ့ဒီနေ့မှာကျမတို့ကခေါင်းလျှော်ရီချူးမယ်ခေါင်းလျှော်ရီချူးပြီးပြီဆိုရင်ခေါင်းကိုခေါင်းလျှော်ရီချူးတဲ့ခါမှာကျမတို့ကဘာကိုရွတ်ပြီးတော့ခေါင်းလျှော်ရီချူးမလဲလို့ပြောရင် ဂုံတော်ကွန်ချာနော်ဂုံတော်ကွန်ချာကိုရွတ်ပြီးတော့ခေါင်းလျှော်ရေးချူပါဒီကာလအတွင်းမှာဂုံတော်ကွန်ချာကိုကျမတို့ကဩကမေတ္တာတုတ်ကိုကိုကနော်ဒါရဏပရိတ်ကိုတစ်ခေါက်ရွတ်တဲ့အပြင်ကျမတို့ကမလုပ်ရမလဲလို့ပြောရင်ဂုံတော်ကွန်ချာကိုရွတ်ပြီးတော့နော်တစ်ခါလေကိုကောက်လုံးတစ်ခါလေရွတ်ပြီးတော့ရေးချူရမှာမဟုတ်ဘူးနော်တစ်ခေါက်ဂုံတော်ကွန်ချာကိုတစ်ခေါက်ရွတ်ပြီးတော့ခေါင်းလျှော်ရေးချူမယ်ပြီးရင် အဖြူရောင်ဝတ်စုံနော်အဖြူရောင်အင်ချီဝတ်မယ်ပြီးရနော်ကျမတို့ကဘာဘာတီလာကိုသေသေးချာချာစောက်တည်မယ်ဖရာစီရှိမှနော်စိုးနေနဲ့ဘာကတ်ရမလဲနော်စွန်းနေနဲ့ကပ်ဖို့လိုပါတယ်နော်အဲ့တော့စွန်းနေနဲ့ဘာကပ်မလဲဆိုရင်ဩစာသီးရှိတယ်ဆိုရင်ဩစာသီးကပ်ပေးပါနော်တကယ်လို့ဩစာသီးမရှိဘူးဆိုလို့ရှိရင်တော့ကျမတို့က နဝင်းဆိုးကပ်ပါလို့ကျွန်မကတိုက်တွန်းပါတယ်เนาะအဲ့တော့ဩဇာတိရှိရင်ဩဇာတိလေးကပ်ပေးပါဩဇာတိမရှိဘူးဆိုလို့ရှိရင်เนาะနဝင်းဆိုးကပ်ပါမယ်နဝင်းဆိုးဆိုတာစွန့်ထမင်းကို စီစမ်းစားဖြူတာဒါနဝင်းဆိုးမှာအတိတမျိုးမျိုးဖြစ်အောင်ထည့်ပေးပါ နော်အသီးဩဇာတိရှိရင်နော်အကောင်းဆုံးပါပဲဩဇာတိမရှိဘူးဆိုရင်အခြားနော်ကိုအစင်ပြေရဲ့အသီးထည့်လို့ရပါတယ်နော်အသီးကိုလည်းသသီးကိုလည်းတသက်ကတ်မယ်ပေါ့နော်အဲ့တော့တန်မြာသီးကတ်လို့ရှိရင်လည်းဒါဒီကာလအတွင်းမှာဒါနော်စနေဂျူရဲ့အားရှိနေတဲ့အတွက်တန်မြာသီးကတ်လို့ရပါတယ်နော် အဲ့တော့เนาะအဲ့တော့ဖះမှာတိတိချာချာကိုငါးပါးတီလာစောက်ပြီးမယ်ပြီးလို့ရှိရင်เนาะကျမတို့ကဘာလုပ်မလဲလို့ပြောရင်ကောင်းကင်ကိုဖះရှစ်ခုပြီးပြီเนาะဖះရှစ်ခုပြီးပြီအဲ့မှာဖះမှာမေတ္တာသုံး၉ကเนาะဒါနနာပရိတ်တစ်ခါပြီးရေဂုဏ်တော်ကိုချ၉ကယူပြီးပြီဆိုတာ ਨੇ နော်ကောင်းငင်အပြင်ထွက်အပြင်ထွက်ပြီးကောင်းငင်ကို မော့ကြည့်ပြီးတော့ကျမတို့ကနော်မဟာဝေဒဗံမန္တန်တော်ကိုရွတ်ဆိုပါမယ်နော်ဒါကတော့ဒနာသိတိရတဲ့အချိန်ဒနာသိတိနဲ့ဆန်းရှင်နဲ့အချိန်ကိုကျမတို့ကအချိန်ကောင်းယူပြီးတော့ငွေကြေးကံကောင်းစေဖို့အတွက်ပြုလုပ်ရတဲ့အစီအရင်ပါနော်ကျမပုံမှန်အားဖြင့်ဒါကိုအမြဲတမ်းကျမ ပြောလို့ရှိပါတယ်เนาะအဲ့တော့အဲ့ဒီတိုင်းလုတ်ဆောင်မယ်ဆိုလို့ရှိရင်တော့ကျမတို့ဒါငွေကြေးကန်ကောင်းပါလိမ့်မယ်เนาะအဲ့တော့မလုတ်ရမယ့်အချိန်ကိုကျမပြောမယ်เนาะအမှောင်ကာလကိုတော့မလုတ်ပါနဲ့เนาะမလုတ်ရမယ့်အချိန်ကဘယ်အချိန်လဲဆိုလို့ရှိရင်เนาะမနေ့9နာရီခွဲရနေပြီးတော့မနေ့9နာရီအတွင်းအချိန်ခါမကောင်းဘူးเนาะအဲ20ရက်နေ့မှာလဲเนาะအချိန်ခါလုံးဝမကောင်းဘူး20ရက်နေ့ကနေ့လုံးဝမကောင်းပါဘူးဒါကြောင့် လောက်ရမယ့်အချိန်ကကျမတို့မေလ16ရက်နေ့ည6နာရီရနေပြီးတော့နော်နောက်တနေ့နော်နောက်တနေ့ဘယောက်ခင်ည17နာရီအတွင်းကိုကျမတို့ပြီးအောင်လုပ်ပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်နော်ပြီးခဲ့တဲ့ခေါက်တုန်းကလည်းကျမကအချိန်ပြောတယ်အဲ့အချိန်မှာလူတွေကမတွေ့တာပဲဖြစ်ဖြစ် లై မလုပ်တာပဲဖြစ်ဖြစ်ပြီးခဲ့တဲ့အချိန်မှာဆရာမကျမလုပ်လို့ရသေးလားဆိုတော့အချိန်ကကျော်သွားပြီဆိုရင်ဒါအချိန်ခါနဲ့လုပ်ရတဲ့ အစီရင်ဖြစ်တဲ့အတွက်အချိန်ခါကြိုသွားပြီဆိုတော့ကျွန်မလည်းမတက်နိုင်တော့ဘူးပေါ့နော်ဟာပြောချင်တာနော်လုံးလို့မရတော့ဘူးပေါ့နော်အဲ့တော့အဲအခုကျွန်မပြောပါတယ်မေလ16ရက်နေ့ညနေ6:00နာရီကနေပြီးတော့ည7:00နာရီမတိုင်ခင်အတွင်းမှာအခုပြောတာတွေကိုလှုပ်ဆောင်မှာအဲ့တော့မနက်မှာဒါစုံကတ်လို့ရပါတယ်เนาะဟာဆရာမစုံရောနဝင်းစုံရဘယ်ချိန်ကတ်မလဲမနက်ပိုင်းကိုကတ်ပါเนาะမနက်ပိုင်းမှာ မကက်ရမယ့်အမောင်ကာလအချိန်ကတော့မနက်9နာရီခွဲရနေပြီးတော့မနက်9နာရီအတွင်းကတော့အချိန်ခါမကောင်းတဲ့အတွက်အဲ့ဒီအချိန်မှာတော့နော်ကျမတို့ဒီအစီရင်နဲ့ပတ်သက်တဲ့ဆုံးကတ်တာတွေပါတွေတော့မလုပ်ပါနဲ့နော်အဲ9နာရီကြော်ပြီးဆိုလို့ရှင်တော့ဒါလုပ်လို့ရပါတယ်နော်အဲ့တော့ကျမပြောချင်တာကအချိန်နဲ့အခါနဲ့လောရတဲ့ရေရရအစီအစဉ်ဖြစ်တဲ့အတွက်ကျွန်မပြောတဲ့အချိန်လေးကိုတော့ဒီယူဆိုင်ပေးဖို့ကျွန်မကမြစ်တာနဲ့တိုက်တွန်းပါတယ်เนาะ အင်္ဂါနေ့အင်္ဂါနေ့မှာကျမတို့အခါမကောင်းပါဘူးเนาะအင်္ဂါနေ့မှာဥပကယုတ်နဲ့เนาะဥပကယုတ်ကတည်စီရက်တဲ့လူတွေကိုထိခိုက်ပျက်စီးစေတတ်တဲ့ဥပကယုတ်နဲ့ညနေ၄နာရီ38မိနစ်အလောမှာတော့เนาะတည်ဆုံးခြင်းကိုဖြစ်ပေါ်စေတဲ့မြစ်စုယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะအဲ့တော့ပြောမယ်ဆိုရင်မေလ20ရက်နေ့အင်္ဂါနေ့ကနေ့မကောင်းပါဘူးเนาะနေ့မကောင်းတဲ့အတွက်အဲ့လိုနေ့မှာ အောင်မြင်စင်လို့တဲ့ကိစ္စဘလို့ကိစ္စမျိုးကိုမှမလုပ်ပါနဲ့လို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်နော်အဲ့တော့နေလ20ရက်နေ့မှာကျမတို့နော်ရွတ်ဖက်ပူဇော်ရမယ်ဂါထာကတော့ယတနာတုပ်ပူဇော်ပါမယ်မြစ်တာတုပ်ပူဇော်ပါမယ်ပြီးရင်ခန္ဓာတုပ်ပူဇော်ပါမယ်ပြီးရင်အာရဏာရိယတုပ် ပူဇော်ပါမယ်ပြီးရင်ပုပ္ပနာတုတ်ပူဇော်ပါမယ်နော်အဲ့လိုနေမှာနော်ဗုဒ္ဓံတဏ္ဍာန်ကိစ္စမိတပန္နံကိစ္စမိတိုင်ငံတဏ္ဍာန်ကိစ္စမိဆိုရယ်တဏ္ဍာန်ဂုံကိုလေကျမတို့ဗတိတပတ်ပူဇော်ပါမယ်နော်နောက်ကျမတို့မီလာ20ရက်နေ့မှာကံကောင်းလက်ပွင့်စေတဲ့အရာကလည်းနို့နှစ်အောင်ဖြစ်ပါတယ်အရက်မျက်နှာအရက် ကတော့အနောက်ရက်ဖြစ်ပါတယ်เนาะအဲ့တော့နဝင်းဆုံးကပ်ပါမယ်မေလ20ရက်နေ့ကျမတို့လူတန်းရမယ်အခါရလူတန်းရမယ်ဆုံးကတော့နဝင်းဆုံးပဲဖြစ်ပါတယ်မေလ21ရက်နေ့မှာเนาะမေလ21ရက်နေ့ကဗုဒ္ဓဘူးနေ့ပါမေလ21ရက်နေ့မှာတော့ဖုံးကန်ကြီးမားစေတဲ့မာနတာယုံနဲ့နော်ညနေ3နာရီနဲ့52မိနစ်အလွန်မှာတော့ပစ္စည်းဥစ္စာတွေပေါများစေတဲ့ဗဒုံမယုံရထားတဲ့နေ့ဖြစ်ပါတယ်နော်အဲ့တော့ ကောင်းတဲ့ယုံနှစ်ခုစလုံးကိုတည့်ရထဲရတဲ့နေ့ဖြစ်ပါတယ်အဲ့တော့27ရက်နေ့ဘုဒ္ဓဟူးနေ့ဟာလေနေ့ကောင်းတဲ့နေ့ဖြစ်ပါတယ်เนาะဒါပေမဲ့ရှောင်းရံကာလကိုပြောပါမယ်ရှောင်းရံကာလအမှောင်ကာလကတော့เนาะမနေ့7နာရီနဲ့27မိနစ်ကနေပြီးတော့ည7နာရီနဲ့27မိနစ်အတွင်းည7နာရီအတွင်းပေါ့เนาะအချိန်ကာလမကောင်းပါဘူးအဲ့တော့ ပြောချင်တာကဒီလိုနေ့မှလည်းကိုကအမောင်ချိန်ကိုရှောင်ပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုတော့လှုပ်ဆောင်နိုင်ပါတယ်။ကံကောင်းလက်ပွင့်စေတဲ့အရာကတော့ကျမတို့နော်ကံကောင်းလက်ပွင့်စေတဲ့အရာကတော့အညိုရောင်ဖြစ်ပါတယ်၊နန့်သာရောင်ဖြစ်ပါတယ်၊အရက်မျက်နှာကတော့အနောက်အရက်ဖြစ်ပါတယ်။ပူဇော်ရမယ့်ဂါထာကတော့ မြတ်တာတုတ်ရေနာဒနာပရိယေเนาะကျမတို့ပြီးတော့เนาะကျမတို့ဘာပူဇော်လို့ရလဲဆိုရင်ဂုံတော်ကွန်ချာရေပူဇော်ပါเนาะမြတ်တာတုတ်ကိုတော့အတန်နိုင်ဆုံးကိုးကရွတ်စီကျမတယ်ဂုံတော်ကွန်ချာကိုလေကျမတို့ကကိုးကပူဇော်မယ်ဆိုလို့ရှိရင်เนาะငွေကြီးကံကောင်းနေပါလိမ့်မယ်เนาะမေလ22ရက်နေ့ကြာတပတိနေ့ကတော့เนาะအရိုက်ပုတ်ခံရတတ်တဲ့မုခရုပ်နဲ့เนาะဂုံချက်စီတိုးစီတဲ့ စတာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะအဲ့လိုနေ့ရဲ့အမောင်ကာလကိုကြည့်တဲ့အခါမှာတော့เนาะမနက်တုံညတုံညနာရီကနေပြီးတော့နှစ်နာရီအတွင်းเนาะပြောမယ်ဆိုလို့ရှိရင်မနက်အစောကြီးပေါ့เนาะနေ့တစ်ခုကူးတဲ့မနက်နှစ်နာရီထိအချိန်ခါမကောင်းပါဘူးရှင်အဲ့ကာလလေးကိုတော့ရှောင်သိကြပါလေအမောင်ကာလကနေ့တနာရီကနေပြီးတော့ညနေ3နာရီအတွင်းလဲအချိန်ခါမကောင်းတဲ့အတွက် အဲ့ဒီအချိန်ခါလေးကိုတော့ရှောင်ပေးပါကံပွင့်လက်ပွင့်စင်ရဲ့အရာကတော့ sorry ပါရှင်ကျွန်မနာစည်းနေလို့ပါနော်ကံပွင့်လက်ပွင့်စင်ရဲ့အရာကတော့ခရမ်းရောင်ဖြစ်ပါတယ်အရက်မျက်နှာနေနဲ့ဆိုလို့ရှိရင်တော့တောင်ရက်ဖြစ်ပါတယ်ကျမတို့ရွပွားပူဇော်ရမယ်နော်ရွပွားပူဇော်ရမယ်ခါတာကတော့သံပုတ်တီ36ခခမြစ်တာ3ဘူးကောက်နဲ့နော်တရဏဂုံပတိတပတ်စိတ်ပြီးပါ ဂုံတော်၉ပါးကိုပတိတပတ်စိတ်ပြီးကလှူဒန်းရမယ်အခါရလှူဒန်းရမှာတော့နဝင်းစွမယ်ဖြစ်ပါတယ်မေလာ23ရက်နေ့မှာတော့ကျမတို့ကနော်မေလာ23ရက်နေ့မှာဖုန်ခံကြီးမားစေတဲ့ကီတုယုတ်နဲ့ညတနာကြီး 2020မှာတော့စက်တီမင်္ဂလာပေါင်းနဲ့ပြည့်စုံစေတဲ့တီရီဝိဆာယုံရထားတဲ့နေ့ဖြစ်ပါတယ်เนาะကောင်းတာရုပ်နှစ်ခုစလုံးကိုတရက်ထဲရထားတဲ့အတွက်เนาะနေ့ကောင်းတယ်လို့ပြောလို့ရပါမယ်เนาะရှောင်းရံအမောင်ကာလကိုကြည့်ပါမယ်เนาะရှောင်းရံအမောင်ကာလကတော့မနက်10:30နာရီ30ကနေပြီးတော့နေ့လယ်12နာရီအတွင်းကတော့အမောင်ကာလဖြစ်တဲ့အတွက်အခါမကောင်းပါဘူးအဲ့တော့အဲ့ဒီအခါကိုကျမတို့ကရှောင်းလိုက်เนาะအဲ့ဒီအခါကိုကျမတို့ရှောင်းပြီးတော့ကို အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလုပ်မယ်ဆိုလို့ရှိရင်တော့เนาะလုပ်လို့ရပါတယ်အမောင်ကာလဖြစ်တဲ့10နာရီမနက်10နာရီခွဲရနေပြီးတော့နေ့လယ်12နာရီအတွင်းကိုရှောင်ပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေမင်္ဂလာเนาะကိစ္စတွေလှုပ်ဆောင်လို့ရပါတယ်เนาะဒီနေ့ကတော့ကြာနေ့ကနေကောင်းနေ့ဖြစ်တဲ့အတွက် မင်္ဂလာအခါယူပြီးတော့လုပ်ရမယ့်ကိစ္စတွေကိုလုပ်ဆောင်ပါလို့ကျွန်မအကြံပြုတိုက်တွန်းပါတယ်။ကံကောင်းလက်ပွင့်စေတဲ့အရာကတော့အဝါရောင်ဖြစ်ပါတယ်။နို့နေရောင်ဖြစ်ပါတယ်။အရက်မျက်နာနေနဲ့ဆိုလို့ရှိရင်တော့အရှိတောင်ရက်ဖြစ်ပါတယ်။နော်ရွတ်ဖက်ပူဇော်ရမယ့်ခါတာကတော့မြတ်တာတုပ်နော်မြတ်တာတုပ်ရွတ်ဖက်ပူဇော်ပါပြီးရင်ကျွန်မတို့နော်ဂုံတော်ကွန်ချာပူဇော်ပါဒါဆိုလို့ရှိရင်တော့နော်မြတ်တာတုပ်ရွတ်ဖက်တဲ့အတွက်ကျွန်မတို့ရဲ့ကံပေါ့နော်ကံ မြင့်လာပဲမေတ္တာသို့ရွတ်ဖတ်ခြင်းဟာလေမေတ္တာဘာဝနာဝါခြင်းဖြစ်ပါတယ်ဂုဏ်တော်ကိုချကလည်းဒါဗုဒ္ဓရဲ့ဂုဏ်တော်ပွားလာဖြစ်တဲ့အတွက်ဗုဒ္ဓလူတ္တိပေါ့နော်ဒါဗုဒ္ဓရဲ့ဂုဏ်တော်ကိုကျွန်တော်တို့ပွားများခြင်းဖြစ်တဲ့အတွက် ဘုံတော်ကွန်ချာနဲ့မေတ္တာတုတ်ကိုပူဇော်မယ်ဆိုလို့ရှိရင်တော့ဒီနေ့ဟာသင်လျော်တဲ့နေ့ပါเนาะလှူဒန်းရမယ်အခါရလှူဒန်းရမယ်စိုးနေနေဆိုလို့ရှိရင်တော့ကျွန်မကစံပြုတ်ဦးတို့အတွက်ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်စံပြုတ်ကိုတရားဖြူပြီးတော့တရားစံပြုတ်လှူဒန်းမှာလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်အဲ့တော့မေလ18ရက်နေ့ကနေပြီးတော့မေလ23ရက်နေ့အတွင်းမှာကိုက ဘလိုမျိုးเนาะလူတန်းဆရာတွေလူတန်းမလဲဒါတွေကိုကိုကစီစဉ်လို့ရပါမယ်ပြီးရင်ကိုလှုပ်ဆောင်မဲ့เนาะတိစလေးတွေကိုကိုဒီလိုကောင်းနေเนาะနေရောအခါရောကောင်းနေရက်တည်နေအချိန်တွေကိုတိချရွေးပြီးတော့လှုပ်ဆောင်ပါလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်เนาะဖရားတွေเนาะကျွန်မတို့ဖရားတွေပစ္စေကဗုဒ္ဓတွေဟန်းနာတွေအတွက် လုံဆောင်သမျှအချိန်တိုင်းဟာအချိန်ကောင်းအခါကောင်းဖြစ်တယ်။ဒါပေမဲ့ကျမတို့လူကုတုစင်လူသားတွေအတွက်ကတော့အခုလိုမျိုးခက်မကောင်းတဲ့အခါအချိန်ကာလမှာကျမတို့ကနော်အချိန်ကောင်းအခါကောင်းကိုရွေးပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလုံဆောင်ဖို့လိုအပ်ပါတယ်။